အမျိုးသားတယောက်ကအမျိုးသားကိုးစိတ်မရှိတော့ဘူးဆိုလို့ရှိရင်ပုံမှန်တိုင်းအသက်ရှင်နိုင်လားနောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲဒီနေ့မှာကျွန်တော်ကအထာကိုဘုဥ္ဇရာဖြစ်ပွဲပြပြပေးသားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဒီဟန်ထုံးပဲဖြစ်ပါတယ်အမျိုးသားတယောက်ကအကြောင်းမျိုးမျိုးကြောင့်အမျိုးသားဝိစိတ်ဖယ်ထုတ်လိုက်ရတာမျိုးဖြစ်နိုင်ပါတယ်ဥပမာအဖြစ်အက်ဆီဒန့်ဖြစ်ပြီးတော့ ဖယ်ထုတ်လိုက်ရတယ်။ဒါမဟုတ်အနုဒါဝေးစိတ်မှာကန်ဆာဖြစ်လို့ဆိုပြီးတော့ဒီဝေးစိတ်ကိုဖယ်ထုတ်လိုက်ရတယ်။ဒါမျိုးဖြစ်နိုင်တယ်။အဲ့ဒီခါမျိုးမှာဒီဝေးစိတ်မရှိဘဲနဲ့အမျိုးသားတစ်ယောက်ကပုံမှန်အတိုင်းတကယ်နေနိုင်လားအသက်ရှင်နိုင်လားအသက်ရှင်နိုင်လားတကယ်လို့နေနိုင်လဲဆိုရင်ဘာတွေဖြစ်နိုင်လဲအဲ့ဒါကိုကျွန်တော်ကဒီနေ့မှာအသေးစိတ်ပြပြပြီးသွားမှာဖြစ်ပါတယ်။အဲ့တော့အမျိုးသားတစ်ယောက်ရဲ့ဝေးစိတ်မရှိဘဲနဲ့အမျိုးသားတစ်ယောက်က အသက်ရှင်နိုင်ပါတယ်။ဝေးစေးက vital organ မဟုတ်ပါဘူး။ vital organ ဆိုတာကဒီအုံနှောက်ပါတယ်၊နှလုံးပါတယ်၊အဆုတ်ပါတယ်၊ကြောက်ကပ်ပါတယ်။ဒါတွေကမရှိမဖြစ်လိုအပ်တဲ့ကလီစာတွေဖြစ်တယ်။ဒါတွေမရှိဘူးဆိုလို့ရှိရင်လူတွေကအသက်မရှင်နိုင်ဘူး။အဲ့တော့တစ်ခုခုဖြစ်သွားပြီဆိုရင်အစားထိုးရတယ်။ဥပမာဖြင့်ကြောက်ကပ်မကောင်းတော့ဘူး။ကြောက်ကပ်တက်စီးသွားပြီဆိုရင်ကျွန်တော်တို့ကတစ်ဖက်ပြက်စီးသွားလို့ရှိရင်တော့ကျန်တဲ့တစ်ဖက်နဲ့နေလို့ရတယ် နှစ်ဖက်လုံးပြက်စီးသွားပြီဆိုရင်တော့နေလို့မရတော့ဘူးကြောက်ကြက်အစာထိုးရပါတယ်အသက်ရှင်လို့မရပါဘူးဒါပေမဲ့အမျိုးသားရဲ့ဝေးစိတ်မရှိဘဲနဲ့တော့ပုံမှန်တိုင်းအသက်ရှင်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အမျိုးသားတယောက်ရဲ့ဝေးစိတ်ကအဓိကလှုပ်ဆောင်ချက်နှစ်ချက်လုပ်တယ်ပထမချက်ကကြာတော့အမျိုးသားဟော်မုန်းကိုထုတ်ပြီးတယ်အမျိုးသားဟော်မုန်းတက်စတိုစတီရုန်းကိုထုတ်ပြီးတယ်ဒုတိယချက်ကကြာတော့အမျိုးသားတယောက်အတွက် မျိုးပွားဖို့အတွက်တုတ်ကောင်လေးတွေကိုထုတ်ပေးတယ်အဲ့တော့သူရဲ့အဓိကလောက်ဆောင်ရနှစ်ချက်ကဒါပဲတကယ်လို့မျိုးသားဟော်မုန်းတက်စတိုစတီရုံမရှိတော့ဘူးဆိုလို့ရှိရင်ဘာတွေဖြစ်တယ်လဲဆိုလို့ရှိရင်ဥပမာပြင်ခုနပြောသလိုအမျိုးသားဝီစီကိုထုတ်လိုက်ပြီအဲ့ခါမှာတက်စတိုစတီရုံကမထုတ်တော့ဘူးအဲ့ခါမှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်ကြွက်သားတွေတေးသွားမယ်နော်မာဆယ်တွေတေးသွားမယ် ပြီးတဲ့ခါမှာဆိုလို့ရှင်အယိုးပွားလွယ်မယ်အဲ့တော့ခံမသိရင်အယိုးကျိုးတာဖြစ်တတ်တယ်ပြီးတဲ့ခါမှာဆိုလို့ရှင်အဲစပင်းနေပါတာမျိုးအမွှေးမြင့်နေပါတာမျိုးဖြစ်နိုင်တယ်ပြီးလို့ရှင်ရင်သားကကြီးလာတာမျိုးဖြစ်နိုင်တယ်ပုံမှန်ရှင်းဆွဲထက်ကိုကြီးလာတာမျိုးဖြစ်နိုင်တယ်ပြီးလို့ရှင်အစီရေဆုလာတာမျိုးဖြစ်နိုင်တယ်တင်မာတွေเนาะဒီခုတ်တွေမှာအစီတွေ စုလာမျိုးဖြစ်နိုင်တယ်ပြီးဒီရှင်ဘက်မှာအစီရစုလာမျိုးဖြစ်လာနိုင်တယ်ဆိုတော့ဒါသူရဲ့နောက်ဆက်တွဲဖြစ်နိုင်တဲ့ဟာတွေဖြစ်တယ်ဒါရုပ်ပိုင်းဆိုင်ရာပေါ့နော်အဲ့တော့စိတ်ပိုင်းဆိုင်ရာအားဖြင့်ဆိုလို့ရှိရင်လေအရင်ကစားလို့ရှိရင်စိတ်တို့လွယ်မယ်စိတ်ဆိုးလွယ်မယ်စိတ်သက်ကြတာမျိုးဖြစ်နိုင်တယ်အဲ့စိတ်အပြောင်းလဲဖြစ်နိုင်တယ်နောက်ပြီးတော့ဒီလိမ်ပိုင်းဆိုင်ရာဆွမ်းဆောင်ရည်အနေနဲ့ဆိုလို့ရှိရင်ထောင်မနိုင်စွာအားနေတော့မယ်ထောင်မနိုင်စွာမရှိတော့ဘူး ပြီးလို့ရှိရင်စိတ်ဆန္ဒတွေနည်းနေမယ်ပန်းလေးပန်းမျိုးယောဂဖြစ်တယ်ပေါ့နော်ဒီလိုမျိုးပြဿနာတွေတက်နိုင်တယ်နောက်အရေးကြီးဆုံးချက်ကခလေးမရတော့ဘာဖြစ်လို့လဲဆိုတော့တုတ်ကောင်မထွက်တော့ဘူးဆိုတော့သူရဒီနောက်ဆက်တွဲပြဿနာကြီးရောဖြစ်နိုင်နေအဲ့တော့ပုံမှန်အတိုင်းတော့အသက်ရှင်နိုင်နေဒါပေမဲ့အဲ့ဒီနောက်ဆက်တွဲပြဿနာတွေတော့ဖြစ်နိုင်နေအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကခန္ဓာကိုယ်မှာအမျိုးသားဟိုးရိစိတ်ဖိတုခံလာရပြီ ဆိုလို့ရှိရင်ပြန်ပြီးတော့အစားထိုးရပါတယ်အဲ့အမျိုးသားဝိဇ္ဇေကိုဖယ်ထုတ်ခိုင်ရမှာမဟုတ်ပါဘူးတခြားသောအကြောင်းအကြောင်းကြောင့်အမျိုးသားဟော်မုန်းအားနည်းသွားပြီးနည်းသွားပြီဆိုလို့ရှိရင်လည်းအမျိုးသားဟော်မုန်းကိုတက်စတိုစတီရောကိုပြန်ပြီးတော့ဖြည့်ရပါတယ်နော်အဲ့တော့ဟုတ်ပြီဒီကလေးပြန်ပြီးဖြစ်မှဆိုလို့ရှိရင်ကျွန်တော်တို့ကတက်စတိုစတီရောကိုထိုးရပါတယ်နော်အဲ့တော့တလားတစ်ခါထိုးရမျိုးရှိပါတယ်ဒါမှမဟုတ်ကက်ခွာအနေနဲ့ လာတာရှိတယ်เนาะသူရဲ့ပုံစံမျိုးစုံရှိပါတယ်เนาะဒါကတော့ဆောင်းနေဆုံးဖြတ်ပေးมาဖြစ်ပါတယ်အဲ့တော့တစ်လတစ်ခါထိုးရတော့ပို့ပြီးတော့အဆင်ပြေတာပေါ့เนาะအဲ့တစ်လနေတစ်ခါသွားထိုးပြီးပါပြီတစ်လပြေပါနောက်တစ်ခါထပ်ထိုးဆိုတော့မှတ်ရတော့အကြိမ်မခတ်ဘူးအဲလွယ်လဲလွယ်ရပေါ့เนาะအဲ့တော့အများအဖြစ်လဲအဲ့နီလန်းကိုဒါတုံးကြတယ်ပေါ့ဟုတ်ပြီအဲ့တော့ဒါစီကျွန်တော်ပြန်ပြီးတော့အစားထိုးရဲ့နီလန်း ဖြစ်ပါတယ်เนาะအဲ့တော့ညီကုန်းချုပ်နေနဲ့ပြောမယ်ဆိုလို့ရှင်တော့ဒီအမျိုးသားဟော်မုန်မထွက်တော့ဘူးနောက်တစ်ခုကမျိုးပနိုင်ဆိုရင်မရှိတော့ဘူးအဲ့တော့အမျိုးသားဟော်မုန်မထွက်တဲ့အတွက်ကြောင့်သူနဲ့ဆိုင်တဲ့ပြဿနာလေးဖြစ်မယ်ဒါပေမဲ့အဲ့ဒါဒီပြန်ပြီးတော့ဆေးထိုးပြီးတော့အစားထိုးလို့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ဗီဒီယိုဖိုင်လေးကိုအစိုးရကြည့်ပြီးတော့လဲအားလုံးကိုကျေးဇူးများတင်ပါတယ်သိကျင်တာရှင်လဲ ကွန်မန့်မှာမေးလို့ရပါတယ်။ channel လေးကို subscribe မလုပ်ရသေးဆိုလို့ရှင်လည်း subscribe လေးလုပ်ပေးကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။